ကရင်ပြည်နယ်မြောက်ဝတီမြို့နယ်ရှေကုတ်ကိုကြားဖြတ်မြို့တက်မှအထက်မြက်အဆောင်တစ်ခုကိုစစ်တပ်ကဖောက်ခွဲဖျက်ဆီးလိုက်တယ်လို့ထိုင်းမြန်မာနယ်စပ်မှာစီးရီးသတင်းရင်းမြစ်တွေကပြောဆိုထားပါတယ်။ဒီကနေ့ဒီဇင်ဘာလ30ရက်နေ့မော်လွဲ12နာရီ30မိနစ်အချိန်ခန့်ကရှေကုတ်ကိုကြားဖြတ်မြို့တက်အတွင်းမှာအထက်မြက်အဆောင်တစ်ခုကိုမြန်မာစစ်တပ် BGN နဲ့ရဲများကမိုင်းခွဲဖြိုချလိုက်တယ်လို့သိရပါတယ်။အထက်မြက်အဆောင်ကိုစစ်တပ် BGN နဲ့ရဲတွေကမိုင်းခွဲဖြိုချလိုက်တယ်ဗျ။ဒီဘက်ထီကိုဖုံမုံတွေလုံးလိုက်တတ်လာတော့ ရွှေခုတ်ကိုတည်းမှာပထမဆုံးမိုင်းခွဲဖြိုချတာမြင်ရတာပဲလို့ထိုင်းမြန်မာနယ်စပ်မှာစစ်ရေးသတင်းရင်းမြစ်တွေကရှင်းပြထားပါတယ်။ရွှေခုတ်ကိုမြို့ကိုစစ်တပ်ကနိုဝင်ဘာ17ရက်မှာစတင်စစ်ဆေးခဲ့ရမှာဒီကနေ့ထိကြားဖြန့်အဆောက်အုံ169လုံးကိုချိတ်ပိတ်ခဲ့ပြီးဒီကနေ့ဒီဇင်ဘာလ3ရက်နေ့မှာတော့ရွှေခုတ်ကိုကိုပထမဆုံးစတင်ဖောက်ခွဲခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်က KGB အပိုင်းသုံးနယ်မြေအတွင်းမှာရှိတဲ့ကြားဖြန့်အဆောက်အုံ425လုံးအနက်အလုံး140ကိုစစ်တပ်ကဖြိုချဖျက်ဆီးခဲ့ကြောင်းနဲ့ ကေကေဘက်ပင်မနယ်မြေအတွင်းမှာရှိတဲ့ကြားဖြတ်ဆော့အုံစုစုပေါင်း635လုံးအနက်288လုံးကိုဖြိုချဖျက်ဆီးခဲ့တယ်လို့လည်းဖော်ပြထားပါတယ်ခင်ဗျာစစ်ဘေးတင်မြန်မာနိုင်ငံမှာဘိတ်ဆိုင်ပြုံးမှု10နှစ်အတွင်းအမြင့်ဆုံးရောက်ရှိလာပြီးမွန်ခိုလုံငန်းမျိုးမျိုးစုဝေးရာဗဟိုချက်ဖြစ်လာကကမ္ဘာဘိတ်ဆိုင်ပြုံးမှုနံပါတ်1နိုင်ငံအဖြစ်မြန်မာနိုင်ငံကဆက်လက်ရပ်တည်နေတဲ့တည်းမှာစစ်ဘေးတင်မြန်မာနိုင်ငံမှာဘိတ်ဆိုင်ပြုံးမှု10နှစ်အတွင်းအမြင့်ဆုံးရောက်ရှိလာတယ်လို့ကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ် ကုလသမဂ္ဂရဲ့ယနေ့ဗိုလ်တော်ဦးနဲ့ထုတ်ပြန်ချက်အရမြန်မာနိုင်ငံရဲ့ဘိန်းဆိုင်ပြုံးမှုက10နှစ်တာကာလအတွင်းစံချိန်တင်အမြင့်ဆုံးသို့ရောက်ရှိခဲ့ပြီးထွက်ရှိလာတဲ့ဘိန်းပြူကိုအနောက်နိုင်ငံဈေးကွက်များကိုကူးတန်းရောင်းဝယ်နေတဲ့အစောပိုင်းလက္ခဏာများတွေ့ရှိနေရတယ်လို့လည်းသိရပါဗျ။စစ်တမ်းတည်နေတဲ့မြန်မာနိုင်ငံမှာတရားမဝင်တပ်တုတူဖော်ခြင်းမှသည်ကြားဖြန့်လိမ့်လည်မှုများအထိမတော်အံပတ်မင်းနဲ့ဘိန်းဖြူကဲ့သို့တရားမဝင်မူရစေဝါများထုတ်လုပ်ခြင်းအထိအမျိုးမျိုးသောမောင်ကိုလုံငန်းများစုဝေးရဗဟိုချက်ဖြစ်လာနေပြီးမြန်မာနိုင်ငံဟာ ကမ္ဘာထိပ်တန်းဘိန်းဆိုင်ပြိုထုတ်လုပ်သူများထဲမှာအချိန်ကြာမြင့်စွာပါဝင်ခဲ့သလို2022ခုနှစ်မှာအာဖဂန်နစ္စတန်မှာတာလီဘန်အစိုးရကဘိန်းလုပ်ငန်းကိုနှိမ်နှင်းပြီးတဲ့နောက်ကမ္ဘာအဆင့်တနေရာကိုရယူခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။2022ခုနှစ်မှာစစ်တပ်ကအာဏာသိမ်းပြီးနောက်မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ပြည်တွင်းစစ်အတွက်ရန်ပုံငွေထောက်ပံ့ပေးရမှာတရားမဝင်လုပ်ငန်းများကအဓိကဝင်ငွေရင်းမြစ်များဖြစ်လာသလိုကုလသမဂ္ဂမူရင်းစေဝါနဲ့ရာဇဝတ်မှုဆိုင်ရာယုံ UNODC ရဲ့အစီရင်ခံစာအရ ယခုနှစ်အတွင်းမြန်မာနိုင်ငံမြေပေါ်မှာဘိန်းဆိုင်ပြိုတဲ့အေကမှာဟက်တာ9300ကျော်အေကအပြည့်33000ကျော်လွန်ခဲ့ပြီး2015ခုနှစ်နောက်ပိုင်းမှာအကြီးဆုံးနယ်မြေဖြစ်မှတ်တမ်းတင်ခဲ့တယ်လို့လည်းသိရပါဗျ။ UNODC Agency ရဲ့နှစ်စဉ်ထုတ်ပြန်တဲ့မြန်မာဘိန်းဆိုင်ပြိုမှုစစ်တမ်းမှာအာဖဂန်နစ္စတန်မှာဘိန်းနိုင်နေမှုများပြုလုပ်ပြီးနောက်အရှိတောင်အာရှမှာကုသန်းရောင်းဝယ်တဲ့ဘိန်းဖြူများမှာဈေးကွက်တွေကိုရောက်ရှိလာတဲ့လက္ခဏာများပေါ်ထွက်နေတယ်လို့လဲဆိုပါရယ်2024ခုနဲ့2025ခုနဲ့အစောပိုင်းမှာ ထိုင်းနိုင်ငံမှာဥရောပတမကတော့လေကြောင်းခီးနဲ့သွာလာတဲ့ခီးသည်များထံမှမြန်မာနိုင်ငံမူရင်းဖြစ်တယ်လို့တန်တရားရှိတဲ့ဘေးဖြူစုစုပေါင်း60ကီလိုဂရမ်132ပေါင်းဖမ်းဆီးရမိခဲ့တယ်လို့လည်းသိရပါတယ်အဆိုပါပမာဏဟာတိတာထင်ရှားတဲ့အတိုင်းတာမဟုတ်သေးတော့လေ။ပြောင်းလဲသွားတဲ့ပတ်ဝန်းကျင်ကမြန်မာနိုင်ငံမှာဘိန်းဆိုင်ပြိုးခြင်းနဲ့ထုတ်လုပ်ခြင်းကိုပိုမိုအားပေးနိုင်တယ်လို့လည်းသုံးသပ်ထားပါတယ်။မြန်မာနိုင်ငံမှာပြည်တွင်းစစ်မဖြစ်ပွားမီကပင်ဘိန်းကိုကျေပြန့်စွာစိုက်ပျိုးခဲ့ကြပြီး စစ်ပွဲကြောင့်မောင်ခိုးဈေးပွက်များပုံမအားကောင်းလာခဲ့သလိုဗဟိုအစိုးရအားနည်းလာခြင်းတိုက်ပွဲများကြောင့်စစ်မှုလုံငန်းအခြေခံအဆောက်အအုံများပျက်စီးသွားခြင်းနဲ့စင်းရဲမွဲတေမှုမြင့်တက်လာခြင်းတို့ကြောင့်စိတ်အားငယ်မှုများတိုးလာနေတယ်လို့လည်းသိရပါတယ် UNODC ရဲ့စီရင်ခံစားမှောင်းမတိမငြိမ်ဖြစ်မှုကလယ်သမားများကိုဘိန်းဆိုင်ပြိုခြင်းစီကိုတွန်းပို့နေတော်လဲပြင်းထန်လာတဲ့ပြည်ပခနဲ့မလုံခြုံမှုတွေကြောင့်၎င်းတို့ရဲ့စိုက်ခင်းတွေကိုဂရုစိုက်ရန်ပုံမခက်ခဲလာတယ်လို့လည်းဖော်ပြထားပါတယ်စစ်ပွဲများအတွင်း လယ်သမားများနဲ့လက်နက်ကိုင်အဖွဲ့များနှစ်ဖက်စလုံးဝင်ငွေရှာနိုင်တဲ့နီလန်းများထဲမှာတခုမှာဘိန်းဆိုင်ပြိုခြင်းဖြစ်ကြောင်းနဲ့ဘိန်းဆိုင်ခင်တွေဟာ2024ခုနှစ်ကစလို့ဆက်ခွန်ရကိုင်းတုံးတိုးလာတော့လေယခုထွက်ရှိတဲ့အထွန်းတုံးမှာတန်တထောင်ခန့်နဲ့ရေဘွာအဖြစ်အပြောင်းလဲမရှိဘူးလို့လည်း UNODC အစိုးရခန်းစားကမှတ်ချက်ပြုထားတာပဲဖြစ်ပါတယ်ခင်ဗျာယခုလသည်တိုင်းပြည်နယ်လူထုကိုအဖိနှိပ်ဆုံးအာနာရှင်နိုင်ငံနှစ်နိုင်ငံရဲ့ရွေးကောက်ပွဲများလုပ်မဲ့အချိန်လည်းဖြစ်ပါတယ် အာရှရဲ့ကလိန်ချုံရွေးကောက်ပွဲများလို့ပြောရရတဲ့ဟောင်ကောင်နဲ့မြန်မာရွေးကောက်ပွဲများပင်ဖြစ်တယ်လို့ Benedict Rogers မှ Union of Asia Catholic News မှာယခုလိုရေးသားလာခဲ့ပါတယ်။ဟောင်ကောင်ဟာဒီဇင်ဘာလ9ရက်မှာဥပဒေပြုလွတ်တော်အတွက်ရွေးကောက်ပွဲလုပ်မှာဖြစ်တော်လဲ။ပါဝင်ရှင်ပြိုင်မဲ့လူတွေကတရုတ်ကွန်မြူနစ်ပါတီ CCP ခေါ်မျိုးချေပုံကူများသာဖြစ်ရမယ်အပြင်အစိုးရကော်မတီမှလည်းအတီးပြူချင်းခံရမှသာပါဝင်권ရှိမှာဖြစ်ပါတယ်။ ထို့သောမဟုတ်ဘဲဓာတ်ရိုက်ဝင်ရောက်ရှင်ပြိုင်ဝင်ရမယ့်အမတ်နေရာများရှိနေတော်လဲယခုအခါအမတ်ဦးရေ60ရှိတဲ့ဟောင်ကောင်လွှတ်တော်မှာအရေးတော်အဖြစ်20သားသတ်မှတ်ပေးထားပြီး၎င်းတို့ဟာလည်းဘေးချင်းမှအတီးပြူးချင်းခရာမှရှင်ပြိုင်ဝင်ရရှိမှာဖြစ်ပါတယ်အမတ်ဦးရေ60မှာဘေးချင်းရဲ့ရွေးကောက်ပွဲကော်မရှင်မှတစ္ဆာရှိသူများဆိုကရွေးချယ်ပေးထားတဲ့ကိုယ်စားလှယ်40ကျန်30ကိုလည်းဥပဒေဗန္ဒာရေးအာမခံလူများကဲ့သို့ကန္နာသီးသီးမှ၎င်းတို့လူလားသူများကိုရွေးချယ်ပေးထားပြန်ပါတယ် ။ဒီနည်းအားဖြင့်ဆိုရရင် လုံးဝပူပေါင်းကြံစည်ထားခြင်းဖြစ်ပြီးထွက်ပေါ်လာမဲ့လွတ်တော်ဟာလည်း CCB အလို့ကြောင့် rubber တစိုက်တုံးခန့်နိုင်ပေးရမယ်ပရပိုက်လွတ်တော်မျိုးသာထွက်ပေါ်လာဖို့ရှိပါတယ်။ဟောင်ကောင်ကို1990ခုမှာပြန်လည်လွှဲပြောင်းပေးဖို့1984မှာချုပ်ဆိုခဲ့တဲ့တနိုင်ငံစနစ်တမျိုးခွင့်ပြုရမယ်ဆိုတဲ့တရုတ်ပြည်ထရှာပူးတွဲကြေညာချက်ဟာလည်းပြတ်ပြဲသွားခဲ့ရပြီဖြစ်ပါတယ်။ဟောင်ကောင်လွှတ်တော်ဟာဘေကျင်းရဲ့2021မှာပြဋ္ဌာန်းလာတဲ့ပြုပြင်ပြောင်းလဲရေးဥပဒေများနဲ့ မြောက်ကိုရီးယားလွှတ်တော်ထက်သူမသာကိုမသာအနေထားရောက်ရှိသွားခဲ့ရပါတယ်။၎င်းတို့ရဲ့အလင်းညာရွေးကောက်ပွဲကိုတပိတ်မောင်ရန်လုံဆော်တယ်လို့ဆိုကာဟောင်ကောင်မှာလူအမြောက်အများဖမ်းဆီးခံခဲ့ရပါတယ်။၂၀21မှာမဲလာထက်သူ30ဒသမ2ရာနှုန်းသာရှိခဲ့ရမှာယခုနှစ်မှာဒီထက်မကလျော့နေဖို့သာရှိနေတယ်လို့ဆိုပါတယ်။ဟောင်ကောင်ရဲ့ရွေးကောက်ပွဲပြီးသုံးဖက်အကြံမှာတော့မြန်မာရှိအာနာလူအဖွဲ့အစည်းရဲ့ရွေးကောက်ပွဲကစတင်လာတော့မှလည်းဖြစ်ပါတယ်။ဟောင်ကောင်မှာကဲ့သို့ပင် စီယုစုဟာလည်းရွေးကောက်ပွဲကိုဝေဖန်ပြောဆိုလာပါကရာဇဝတ်မှုမြောက်တယ်ဆိုတဲ့ဥပဒေကိုဇူလိုင်လထဲမှာပဲတွတ်သွင်းလာခဲ့ပါတယ်။ဒေါ်ဥပဒေကိုချိုးဖောက်ပါကထောင်တန်းအနည်း20ကျခံရဖို့ရှိနေပြီးယခုထိလူပေါင်း94ယောက်အဖမ်းခံထားပြီးဖြစ်ပါတယ်။ထို့ပြင်နိုင်ငံတွင်းနေထိုင်သူအများစုရဲ့စာနာသဘောထားကိုဘေးချိန်ပြီးလုံမဲ့ရွေးကောက်ပွဲလည်းဖြစ်တယ်လို့တော်လိုင်းတပ်ဖွဲ့များထိန်းချုပ်နေမြဲအတွင်းလောက်ခွင့်မရရွေလည်းဖြစ်တဲ့အပြင်မြို့နယ်ပေါင်း330မှာ တဝက်ပင်မရှိတဲ့145မြို့နယ်မှာသာမဲဆန္ဒရှင်စီရင်ကောက်ခံနိုင်ခဲ့ပါတယ်။လူပေါင်း၄သန်းခန့်အားလည်းစစ်တပ်ကြောင်ပြည်တွင်းမှာပင်ပြေးလွှားပုန်းအောင်းနေကြရသလိုလွတ်လပ်တဲ့သတင်းမီဒီယာများနဲ့ရပ်ဖက်အဖွဲ့အစည်းများဟာလည်း၎င်းနဲ့လွတ်ရာကျွတ်ရာမှာလှုပ်ရှားနေကြပါတယ်။ထို့အတွက်ကြောင့်လည်းအာဆီယံဥက္ကဋ္ဌဖြစ်သူ မလေးရှားနိုင်ငံရဲ့ဝန်ကြီးမှရွေးကောက်ပွဲထက်ပြည်ပကကိုအဆုံးသက်ပြီးငြိမ်းချမ်းရေးနည်းလမ်းကိုဦးစားပေးရှာဖွေဖို့ပြောခဲ့ခြင်းလည်းဖြစ်ပါတယ်။ အာဆီယံဟာငြိမ်းချမ်းရေးမြောက်ပဲလုံးမဲ့ရွေးကောက်ပွဲကိုအတိမတ်ပြုမှာမဟုတ်တဲ့အပြင်ထွက်ပေါ်လာတဲ့ရလဒ်ကိုလည်းတရားမဝင်ဘူးလို့ထက်တလဲလဲပြောထားခဲ့ပြီးဖြစ်တယ်လို့ဥရောပပါလီမန်များတမကကလည်းမကြာမီကအလားတူဆုံးဖြတ်ခဲ့ကြပြီလေဖြစ်ပါတယ်။စစ်အုပ်စုဟာ General Election လုံးမှာမဟုတ်ဘဲ General များကိုရွေးချယ်မဲ့ပွဲမျိုးသာဖြစ်တယ်လို့ဆိုပါတယ်။ကမ္ဘာပေါ်ရှိအဖိနှိပ်ဆုံးအစိုးရနှစ်ခုဖြစ်တဲ့ဟောင်ကောင်ရှိတရုတ်ရဲ့ကိုယ်စားလှယ်များနဲ့မြန်မာရှိတရားမဝင်စစ်အုပ်စုတို့က ၎င်းတို့ရဲ့ရာဇဝတ်မှုများကိုတရားဝင်ဖြစ်စေဖို့အတွက်ဒီမိုကရေစီရဲ့အပေါ်ယံအကာကိုပုံပြဲပန်းပြဲလုပ်ပြီးလက်နက်သပွဲအုံချနေတာကိုမြင်တွေ့နေရခြင်းကအလို့တရားစိုးရိမ်စရာကောင်းတယ်လို့ဆိုပြီးထိုသူတို့လုံရံများမှလွတ်မြောက်ခွင့်မပြုတင်ဘူးလို့လည်းရေးသားထားပါတယ်။ဆေယိုဆူကမူဆယ်မန္တလေးမီယာထာလန်ဖောက်လို့ရတဲ့အတွက်ဥဆောင်ကော်မတီဖွဲ့စည်းလာခဲ့ပြန်ပါတယ်။ထို့သောလုံစွာအရေးကြီးပြီးတိုင်းပြည်အားအကျွေးထောင်ချောက်ထဲကြာသွားနိုင်တဲ့ကိစ္စမျိုးကို ရွေးကောက်ပွဲလုပ်ပြီးအနိုင်ရသူကိုအာဏာလွှဲပေးရတော့မယ့်အဖွဲ့မှလှုပ်တင်ပါသလားလှုပ်တင်သည်ဆိုပါက၎င်းတို့ပင်ဆက်ပြီးအုပ်ချုပ်သွားဖို့ရည်ရွယ်နေခြင်းသာ ဖြစ်ပါတယ်တသက်ခိုင်ကိုဖယ်ရှားလိုက်ခြင်းကပင်တရုတ်ရဲ့စနစ်မကင်းမှုလို့ယုံကြည်ရပြီးမဲအွန်လိုင်းသဘောနဲ့ဆိုပါကလုံမှမဟုတ်လောက်ဘူးလို့လည်းဆိုပါတယ်တရုတ်တို့ကြောင့်နိုင်ငံမှခွေးပြေးဝပြေးပြေးရမယ့်အရေးမှာလုံးလုံးစဲလွတ်ကင်းသွားကြပြီဖြစ်၍တောင်းဆိုလာတဲ့အကျိုးကိုဆက်ကြအောင်မှဖြစ်တယ်လို့ မြေစုံကိုလည်းသဘောရှိစီမံပါလို့အပ်လိုက်ရပြီလေဖြစ်ပါတယ်။တရုတ်ကမြေထားလမ်းဖြတ်သန်းရမယ့်နေရာတွေကိုအဖဲကြောင့်ရှင်းလင်းပေးခဲ့ရတဲ့ဆိုတဲ့ရည်ရွယ်ချက်ကရှင်းသွားပြီဖြစ်ပါတယ်။မရှင်းတာကဘယ်ကရတဲ့ငွေနဲ့ဥဆောင်ကြမလဲဆိုတာနဲ့တရုတ်ရဲ့ကျွေးမိထောင်ချောက်တဲ့နေမိုးဖို့ရှိမရှိဆိုတာပင်ဖြစ်ပြီးကြားဖြန့်ဘက်ကလည်းအရင်လိုရပောက်ရလန်းတိတ်မရှိတော့ဘူးလို့ဆိုပါတယ်။လက်ရှိ BR line စီမံကိန်းများမှာနံပါတ်1အေယံရီတိုင်းတွင်းမှာရှိတဲ့ဒေါ်လာ1.5ဘီလီယံတန်မီလင်းချိုင် LNG နံပါတ်1ဒေါ်လာ1.5ဘီလီယံတန်ကြောက်ဖြူထူးစီးပွားရေးဆုံးနံပါတ်3ဒေါ်လာ1.5ဘီလီယံတန်စီမံနေဆဲဖြစ်တဲ့ရန်ကုန်မြို့သစ်စီမံကိန်းနံပါတ်4ရှမ်းပြည်နယ်မြောက်ပိုင်းကစီမံနေဆဲဖြစ်တဲ့ချင်းရွှေဟော်နယ်ကြားစီးပွားရေးဆုံးနံပါတ်5ကချင်ပြည်နယ်မြောက်ပိုင်းကဒေါ်လာ22.4သန်းတန်ကမ်းပါတီနယ်ကြားစီးပွားရေးဆုံးနံပါတ်6 ပြီးဆုံးကနေပြီဖြစ်တဲ့ဒေါ်လာတန်၁၈၀ကျောက်ဖြူတအားပေးစက်ရုံနဲ့နံပါတ်ခွန်ဒေါ်လာ၁.၃ဘီလီယံတန်ကျောက်ဖြူရေနှက်စိတ်ကန်းတော့ပဲဖြစ်ပါတယ်။အာနာလူဆေးအုပ်စုဟာ၎င်းတို့ရဲ့မိုင်းမဲစွာကျူးလွန်ခဲ့တဲ့လောရဲ့ကြောင့်တရုတ်အားလိုလိုနေရဲ့နောက်ထပ်အေရီယာစတိုရန်မိုင်း၂၆,၄၀၀ရတော့မယ်အခြေအနေဖြစ်လာနေပါတယ်။ဒေါ်လာရေးကြီးမအောင်မြန်မာကဟောင်ကောင်လိုပြည်မာကြီးမှစီမံအုပ်ချုပ်ခံရတော့မှလည်းဖြစ်ပါတယ်။ပြည်သူတို့ရဲ့ခုခံတော်လှန်စေ မုတ်ချအောင်ရမည်